ဝင်ရပြီးတော့ဘလို့အကောင်းဆုံးရှုတော့မှနေတိုင်းပြည်ကောင်းအောင်လုပ်မလဲဆိုပြီးတော့မှလုပ်နေတဲ့အချိန်မှာဘာသာကျောင်းကြီးကတကွအမှတော့ပြလာမှာခက်တိကြီးပဲစာအုပ်လို့ဟိုမှာကျွတ်မင်းနေပါတယ်သွားလို့တာနောက်တော့ဘာသာကျောင်းကြီးကသူကဂျာတာရီတာဖြစ်မယ်ဗျနော်ကျွန်တော်တို့အမေတို့ပြောတာတော့ဂျာတာပြေးသားလို့ပြောတာပဲဒါအနည်းငယ်ရတော့ပြောတာမဟုတ်ဘူးကျွန်တော်လည်းဂျာတာပြေးသားပဲနော်ဂျာတာပြေးသားလို့ပြောတော့ကျွတ်မင်းလို့တော့ပြောလို့မရဘူးဗလာဒီမာပူတင်နဲ့တစ်ချိန်တည်းကတစ်ချိန်တော့ညီကိုတွေတော်ခဲ့ပြီးတော့မှကျွန်တော်နိုင်ငံတိုင်းကိုကောင်းကောင်းကျူးနေတယ်ဘယ်လိုလဲမင်းမင်းမင်းတော့ဘာညာပေါ်ထွန်းလာတာမသိဘူးအဲ့လိုရတော့ ချချုံးတာတော့နှစ်ဖက်ရင်းရတာပေါ့ပြန်နေတဲ့ကလည်းနဲ့ကောင်ချက်သူ MND AA เนาะဒီ PDF တွေမသိဘူးလားသိတာပဲသိတာတော့အေးသိနေတယ်မှာကျွန်တော်တို့ကဘာသာတရားဒီလိုမျိုးတွေကိုတောင်းရမှုတောင်းရမှုရှိတဲ့အစိုးရဖြစ်တယ်။အဲ့တော့အောက်ချိန်မှာဖြစ်ပြနေတဲ့အရာတွေကိုအလုံးစုံသူတို့မသိနိုင်ဘူး။မသိနိုင်တော့ကျွန်တော်တို့ကဘာပြောရလဲဆိုတော့ live board တွေတက်ပြီးတော့ speaker တယောက်အနေနဲ့ ေတော့ဘုံမှာတချို့သောနေရာတွေမှာဘာတွေဖြစ်နေပါလေလို့နော်တက်မလို့အောက်ချိန်မှာတောင်းရင်မှတောင်းရင်ကံမှုမရှိတဲ့အရာရှိတယ်ဘာတွေရှိနေပါလေလို့ဒါကလူကြီးတွေနဲ့ပြောင်းလက်မပြောင်းချိတ်ဆက်ပေးတဲ့ကောင်းမှုတရားဖြစ်နေကျွန်တော်ယက်တည်နေတာအန္တရာယ်ရမြောက်တယ်အန္တရာယ်လက်ကြီးဒါပေမဲ့ကိုလုံးရကမှန်ကန်နေရင်တိုင်းပြည်တို့အကျိုးပြုနေတာမှန်ရင်အဘကလူကြီးလည်းသိပါလေနော်နိုင်ငံရေးတိုင်းပြည်ရေးရပြည်သူပြည်သားအားလုံးနဲ့ဆိုင်တယ် အဲ့အတွက်ကျွန်တော်ဆိုဒီမှာလေတိုင်းပြည်အတွက်နိုင်ငံအတွက်အလုပ်လုပ်တာလေကျွန်တော်နိုင်ငံဝန်ထမ်းမှာမဟုတ်တာဒီလိုဖြစ်စဉ်ကြီးမှာကိုစစ်ခွေးတွေစစ်ခွေးတွေတို့တော်တော်များများပြောခဲ့လို့မခံတိမခံနိုင်လို့ဒီလိုလက်တရားဝင်ပြောလာတာနော်ဘယ်အခချင်းဝင်မှလက်ကမှယူပြီးတော့မှအလုပ်လုပ်လာတာမဟုတ်ဘူးအဲ့တော့နော်အဲ့လိုလူတွေကအဲ့အင်အားလေးနဲ့ဒီနေ့ဒီနိုင်ငံဒီတိုင်းပြည်မပြည့်စည်အောင်တမတော်ကာကွယ်ရေးဦးစီးချုပ်က ဘလောက်ထိစပြင်းလဲဆိုတာကိုရုရှားမှာတရားဝင်တက်တည်ပြလိုက်တာသူဒီလက်နဲ့ညင်းညမ်းရေးဆိုရင်ညင်းညမ်းရေးကိုပဲလူလားတဲ့ခေါင်းဆောင်ဆိုတာကိုဖျားခေါ်ထားတဲ့အညီအဲ့ဒီစာအုပ်နဲ့သွားပြီးတက်တည်ပြလိုက်တာအဲ့ဒါကာတုံကြီးလို့ခေါ်တယ်နော်ကာတုံကြီးလို့ခေါ်တယ်အဲ့တော့တမတော်ဒီအမျိုးသားရေးကိုဘယ်တော့မှတစ္ဆာမဖောက်ပြည်အောင်စုမပြောခွဲရေးတိုင်းရင်းသားကြီးလုံးညီညီမပြောခွဲရေးအချို့အချာ ခိုင်မြဲရေးဆိုတဲ့ဒုထောင်မှာအရင်တုံးမှာလက်ပိုက်လက်ပိုးလက်ကြောက်ကိုတက်တည်သွားပြပလိုက်တာဘာပဲပြောပြောတက်မတော် ကာကွယ်ဦးစီးချုပ်ကနေပြီးတော့မှနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်နေပြီမဲ့တက်မတော်ကိုကိုသားပြုတယ်လို့ခေါ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဖះဟောဗျာဒိတ်တော်အရာကျွမင်းနဲ့တွားတွေ့တဲ့တက်ချုပ်ကြီးရဲ့ထူးဆန်းအံပွဲတွေကြောင်းအဘသားအာကြီးပြောပြလာတဲ့ရုပ်တံအပြင်နာစကဥက္ကဋ္ဌဗီလာရုတမရနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ ဘီလာရုစ်နိုင်ငံကိုနိုင်ငံတော်အဆင့်ခီးစဉ်ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ဟာမက်စလာ9ရက်ဒေတာဆန်တော်ချိန်မနက်7:00နာရီကမစ်မျိုးရှိတမရနန်းတော်မှာဘီလာရုစ်နိုင်ငံတမရမစ္စတာအလက်ဇန်ဒါလူကာရှန်ကော့နဲ့တွေ့ဆုံပါတယ်။ ရှေးဦးစွာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဘီလာရုစ်နိုင်ငံသမ္မတကဂုံပြူတက်ဖွဲ့နဲ့ကြိုဆိုပါတယ်။အဲဒီနောက်တီးတန့်တွဲဆောင်ဆွေးနွေးရာမှာတန်တမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊စိုက်ပျိုးရေးစီးပွားရေးဆက်မှုပညာရေးတိတ်ပံနဲ့ဤပညာရင်ကျေးမှုအားကစားစတဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ရေးဆောင်ရွက်သွားမဲ့အခြေအနေတွေနှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ချစ်ကြည်ရင်းနှီးမှုတွေပိုမိုခိုင်မာအားကောင်းလာမဲ့အခြေအနေတွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်ဒါအပြင်မြန်မာဘီလာရုစ်ကုံတွယ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေမြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုတင်ပြင်ဆင်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။နိုင်ငံတော်မှာဗိုလ်ချုပ်ကြီးအဆင့်ဆိုတော့ ပြည်သူနဲ့အစိုးရနဲ့ကြားမှာအဆုံးဖြတ်ပေးနိုင်တဲ့လူကြီးတယောက်ဖြစ်တာဟုတ်ဝမ်းသာတာပေါ့ပြည်ဦးလွင်ကလိုက်တော့ကြိုးစီကြိုးစိုးနေပါလေကြိုးစိုးလို့တာမရလို့ပေါ့အဲ့တော့အဲ့ဒီလိုလူတွေပေါ့နော်ဒီလိုပုံကမျိုးတွေကျွန်တော်တို့တိုင်းပြည်ကိုလက်ရှိပဂတိအရှိတရားကိုဝင်ရပြီးတော့ဘလို့အကောင်းဆုံးရှုတော့မှနေတိုင်းပြည်ကောင်းအောင်လုပ်မလဲဆိုပြီးတော့မှလုပ်နေတဲ့အချိန်မှာဘာကကြိုးကြီးကတကွအမှတော့ပြလာမှခတ်တီတီပဲစားလို့ဟိုမှာကြွမင်းနေပါရေးသွားလို့တာငါတို့ဘာကကြိုးကြီးကသူကဂျာတာရေးသားဖြစ်မယ်ဗျနော် ကျွန်တော်တို့အမေတို့ပြောတာတော့ဂျာတာပိဒါလို့ပြောတာပဲ။ဒါအနည်းငယ်ရတော့ပြောတာမဟုတ်ဘူး။ကျွန်တော်လည်းဂျာတာပိဒါပဲ။နော်။ဂျာတာပိဒါလို့ပြောတော့ကျွမ်းမင်းလို့တော့ပြောလို့မရဘူး။ဗလာဒီမာပူတင်နဲ့တစ်ချိန်တည်းကတစ်ချိန်တော့ညီကိုတွေတော်ခဲ့ပြီးတော့မှကျွန်တော်တို့နိုင်ငံတိုင်းကြီးကောင်းအောင်ကောင်းကျိုးနော်တည်ဖို့နိုင်မင်းမင်းကောင်းမင်းမြတ်တပါးများပေါ်ထွန်းလာလားမသိဘူး။အောက်မှာကတော့မော့ဂျာချုံးတာကတော့နှစ်ဖက်ရင်းရတာပေါ့။တရားနာရေးတက်ကလက်နဲ့ကိုင်းကောင်းကျသူ MNDAA နော်ဒီ PDA တွေမသိဘူးလား။တည်တာပဲ။တည်ကြတာပဲ။ ဲ့သေးတဲ့ထဲမှာကျွန်တော်တို့ကကြတော့ဟိုဘက်ကတချမ်းလို့ဒါတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့လက်နက်ငယ်တောင်းချမ်းသူတပုံဖြစ်တယ်။ဒီဘက်မှာကတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့တမလို့ကကယူစီချုပ်အပါဝင်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အစိုးရဖြစ်တယ်။အဲ့တော့အောက်ချိန်မှာဖြစ်ပြနေတဲ့အရာတွေကိုအလုံးစုံတို့မသိနိုင်ဘူး။မသိနိုင်တော့ကျွန်တော်တို့ကဗာပြောရလဲဆိုတော့လိုင်းမော်တွေတက်ပြီးတော့စပီကာတယောက်အနေနဲ့ရဲတပ်ဖွဲ့ဝင်မှာတချို့သောနေရာတွေမှာဗာဒီဖြစ်နေပါလေလို့တမလို့ရဲ့အောက်ချိန်မှာတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အရာရှိတွေဗာဒီရှိနေပါလေလို့ ဒါကလူကြီးတွေနဲ့တိအောင်လင်းမပြအောင်ချိတ်ဆက်ပေးတဲ့ဘောင်းဦးတရာခင်းနဲ့ကျွန်တော်ယက်တည်နေတာအန်ရရမ်းများတယ်အန်ရလည်းကြီးတယ်ဒါပေမဲ့ကိုလုံးရကမှန်ကန်နေရင်တိုင်းပြည်တော့အကျိုးပြုနေတာမှန်ရင်အဘကလူကြီးလည်းသိပါတယ်နော်နိုင်ငံရေးတိုင်းရေးပြည်ရပြည်သူပြည်သားအားလုံးနဲ့ဆိုင်တယ်အဲ့တော့ကျွန်တော်ဆိုဒီမှာလေတိုင်းပြည်တော့နိုင်ငံတော့အလုပ်လုပ်တာလေကျွန်တော်နိုင်ငံဝန်ထမ်းမဟုတ်တာဒီလိုဖြစ်စဉ်ကြီးမှာကိုစစ်ခွေးတွေစစ်ခွေးတွေတော့တော်တော်လေးအော်ပြောခဲ့လို့ မခံပြီးမခံနိုင်လို့ဒီလိုတရားဝင်ပြောလာတာနော်ဘယ်အခကျင်းဝင်မှာလက်ကမှာယူပြီးတော့မှအလုပ်လုပ်လာတာမဟုတ်ဘူးအဲ့တော့မမှန်ဘူးတင်ရင်တော့ကျွန်တော်တို့ကတော့ပြောမှာပဲဟုတ်တယ်မလားကျွန်တော်တို့ကတချို့အရာတွေမှာကျွန်တော်အများအားပြောတယ်နှလုံးသားနဲ့ထားရမယ့်အရာတွေပေါ့အခုကိုအောင်နိုင်သေးလို့1 to 1ထောက်ဖို့တိုင်မှုလို့လူဆိုရင်ကာတိုကြီးတို့ဗာတိုကြီးတို့ဆိုရင်နှလုံးသားနဲ့ဆုံးဖြတ်တင်ရမယ့်အရာတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်တို့ဘွာတော့အောက်မှာကြီးပဲကြာဆုံးလို့မရပါဘူးဒါကနိုင်ငံရေးဖြစ်စဉ်ကိုကျွန်တော်တို့ကပြောတာပါ နိုင်ငံရေးဖြစ်စဉ်ကတက်မတော်ကအာဏာထိန်းလိုက်တာ우အာဏာထိန်းလိုက်တော့တက်မတော်သားတွေမှာသူတို့မှာရှိတိရှိတိုက်တဲ့အခွင့်အရေးတော့သူတို့အသုံးချသွားမှာအမှန်ပါပဲနော်အဲ့တော့တက်မတော်သားတွေကိုဟိုပေါ့နော်ဒီအချိန်မှာပြင်းပြင်းထန်ထန်အရေးယူမှုတွေပေါ့နော်ဟိုမပြုတ်လို့ဆင်ကျင်ပါဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီတိုက်ဒီနိုင်ငံ30 20ကုန်စစ်စီပေါ့နော်ဒီ PDF တွေစတိုက်တွေကဒရုန်းတွေနဲ့တိုက်ခိုက်ရတယ်အလူလဲခံခဲ့ကြရတယ်နော် ဟိုရှေ့တန်းမှာရိတ်ကမရောက်နိုင်တဲ့နေရာတွေအများကြီးကျွန်တော်တို့ရှိခဲ့တယ်ဒါတွေနဲ့နိုင်ငံတော်အကြီးအကဲတွေကိုအောက်ကတချို့တော့တာဝန်ရှိတဲ့နော်ဗျူဟာမှုတို့တမမှုတို့ကလိန်လေလီစေလက်ပြားခဲ့တယ်ဒါတွေကမြေပြင်ပကတိရှိတရားပါခင်ဗျာဘာလို့လဲဆိုရမကရမကတိုင်းရဲ့မြို့တော်ဖြစ်တဲ့နာချိုးမြို့ကြီးတောင်မှရန်သူလက်အောက်ကိုကြောက်ရွံ့သွားတဲ့အချိန်မှာဒါတွေကလောက်ကင်လိုမျိုးအချိန်မှာလောက်ကင်လိုမျိုးအချိန်နေဒီမှာအေးဟိုမှာနမကနော်တိုင်းလိုနော်တိုင်းမြို့တော်ပေါ့ အမ်အမ်ပေါ့စစ်တွေကတော့မြို့တော်ပေါ့တိုင်းတည်ထားတဲ့မြို့တော်တော်မြို့တော်မှပေးဆက်လိုက်ရတဲ့အခြေအနေတွေအများကြီးရှိခဲ့ပါတယ်ခင်ဗျအဲ့ဒါတွေကဘာလို့လဲဆိုတော့ဒီအောက်မှာလက်ရှိတောင်ဝင်ထမ်းဆောင်နေတဲ့လူတွေကတချို့ဆိုရင်တို့ရာထူးပြုတ်မှာတို့နေရာပြောင်းမှာနော်အောက်ကတက်မလို့သာစစ်တီတွေရဲ့နော်စေဝါတွေလက်လက်ခဲရန်တွေရိတ်ကာတွေတက်မရဲ့အခြေအနေကမပြည့်စုံတဲ့အရာတွေကိုတက်မလို့ကာကွယ်ယူကြည့်တို့တက်မလို့ဒူးချုပ်ကြည့်တို့ အခုညစ်ကိုကြီးတို့ညစ်ကိုကြီးအရင်တော့ဥမ္မာမောင်ကြီးပေါ့ဗိုလ်ချုပ်ကြီးမောင်မောင်ကြီးပေါ့အခုကဗိုလ်ချုပ်ကြီးကြော်သွားတယ်တို့တော့တရားဝင်မတင်ပြရဘူးမတင်ပြရတဲ့အတွက်ကျွန်တော်တို့ကစစ်ဆောင်ခဲ့ရတဲ့နေရာတွေပေးဆက်တာတွေမိသားစုလိုက်တွေဘဝတွေအများကြီးရှိခဲ့တယ်အဲ့ဒါတွေကိုလိန်ညာချင်းဟန်ဆောင်ချင်းပေါ့နော်ကင်းဖို့လိုတယ်နော်အဲ့ဒါကိုတတိရှိရှိနဲ့ရဲရဲဝံဝံလုပ်တဲ့တက်မလို့သားတွေကိုကြားလို့လေပေါ်တော့အရင်ပြင်းပြင်းထန်တဲ့ကြီးမားတဲ့ဥပဒေတွေပြဋ္ဌာန်းပြီးတော့မှကျွန်တော်ပြောတာစကမ်းဆုံးသွားလို့ တေတံချတခါလဲချပလိုက်တိုင်းတိုင်းလုံးကြသွားလို့တေတံချတယ်ဆိုရင်တခါလဲချပလိုက်နော်အခုဆိုရင်နမခတိုင်းမှုလို့ဘုံကျုံမျိုးမင်းတို့ရေလို့နော်ဥမကြီးကအကုန်သိတယ်ဘုံကျုံကြီးဘုံကျုံတန်းနေဆိုလို့နော်ဟိုဘက်ကနေအခုဆိုနမခတိုင်းမှုတွေတတတတမှာ73ကျောင်းကြီးတွေဖြစ်ပြီးတော့မှဖြစ်သွားကြခဲ့တယ်နော်စစ်စစ်အရာဖြစ်သွားခဲ့တာတော့မှအခုဆိုတိုင်းမှုတွေဖြစ်နေတယ်ဗျာဥမာလို့ ဒါကလူကြီးတွေကိုတိအောင်လို့မိမောင်းပေါ့နော်လူကြီးတွေတချို့ဆိုမတိဘူးကတချို့ကမနာလိုစိတ်တွေနဲ့မုဒိတရားပေါ်မှာဟာဒီကောင်တောင်ကြရင်ပြီးရောဆိုပြီးလောက်တာကြီးအဲ့လိုမျိုးနားရှိနော်ဒီလိုရန်သူရန်နောက်မှာကြာဆုံးသွားပြီးတော့မှာတပ်မလို့ချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်နဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ပြန်လာခဲ့တဲ့လက်ရှိနမကတိုင်းမူကြီးဗိုလ်ချုပ်မျိုးမင်းတွေတေသ26ကဒီလိုလူတွေအောင်တိုင်းမူဖြစ်နေတယ်ဥမာတို့ဆိုရင်အဘဒီ1 to 1နော်ကိုအောင်နိုင်သေးလို့ဆိုရင်သူတို့လည်းလာဘကတိုင်းအတွက်သူတို့စွန့်စွန့်တမန် အနည်းလေးဆိုတော့မန္တလေးမှာကျွန်တော်အဲ့တော့မန္တလေးမှာရှိတယ်မြို့တော်စီဒီနာ65လမ်းကနားမှာကျွန်တော်အဲ့ဝင်းထဲမှာကျွန်တော်နေတာနော်တသုံးချောင်းလေးတောင်းတစ်မျိုးလုံးတစ်မျိုးလုံးပိန်းတာပိန်းတာနော်အဘကတုတ်ကြီးရဲ့စကရေးအတိုင်းပဲအကောင်းဆုံးနဲ့ဒီသူလူတို့ဘုံမှာရင်ဆိုင်သွားပြီးတော့မှဒီ PDF တွေကမြို့ဘုံမှာမနေတော့ဘဲနဲ့တော်တဲ့ကိုရောက်သွားပြီးတော့တော်လန်တဲ့အစ်စ်တွေဖြစ်လာတာအော်မန္တလေးရဲ့တော့ကတော့ကျွန်တော်တို့ပြောချင်တာနောက်ဘက်ကတိုင်းဘုံချုပ်ကိုကိုအပါဝင်ဒီအခုနောက်ဆုံးနော်1 to 1တိုင်းဘုံတော့ဘုံဥုံနိုင်သေးဘူး တက်လို့သားတွေအများဆုံးပေါ့နော်တာဝန်ကျခဲ့တဲ့တက်လို့သားတွေ ਨੇ နော်ဒီပြည်သူစစ်တွေရဲမွန်တော်ပြည်သူစစ်ကကိုနေလို့ကြော်လို့ပေါ့နော်ဘိုဟိန်းတို့နော်ကိုအောင်နိုင်တဲ့အတူတူပူးပေါင်းပါဝင်ပြီးတော့မှအသွင်တွေယူပြီးတော့တံတန်းတွေယူပြီးတော့မှမန္တလေးမြို့ကိုအခုအခြေအနေအထိပြည်သူလူတို့တွားရေးလာရေးစားရေးတောက်ရေးနေရေးထိုင်ရေးတွေအဆင်ပြေအောင်တို့အများကြီးပြေဆက်ခဲ့ရပါတယ်လို့ကျွန်တော်အဲ့ဒါပြောချင်တယ်အဲ့တော့နောက်တစ်ခုကတော့ဒါအဘကကြောင့်ကြီးနဲ့ပတ်သက်တဲ့အရာပေါ့နော်ဗီလာရုကိုနော်ဗီလာရုရဲ့ဝန်ကြီးချုပ်ပေါ့တမရပဲထားပါတော့ ဘကကြိုကြီးကိုတွေ့ကျင်တာအဲ့တော့ဟိုဘက်တစ်ဘက်ကတော့ဟမ်ဘကကြိုကြီးကိုဘာစကားမပြောဘူးညစကားမပြောဘူးနေပြောကြဘကကြိုကြီးကအဲ့စကားပြောကြရမလို့ဘူးနိုင်ငံကောင်းဆောင်ဆိုတာမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်မြန်မာပြည်မှာတင်တဲ့စာလကာကြီးကပဲနော်ဒီ30စနေမှာ၃လုံးနော် ABC နဲ့တက်ကြောက်လို့မရှိဘူးမဟုတ်သေးဘူးလို့ပြောလို့ရတယ် မြန်မာနိုင်ငံရဲ့ကာကြီးကာကွယ်ဘီ36ဘီ33လုံးကိုနော်ဟိုတာတလင်းကြီးကျုပ်ပါတော့ဓာရင်ကောင်ကျုပ်ပါတော့ပြုတ်ခဲ့တဲ့အဖွားကြီးတော့မိုင်းမရိုင်းဘူးကာကျုပ်ကြီးကအဲကာကျုပ်ကြီးကမလုပ်လဲဆိုတော့သူကဟောနေပေါင်းများစွာတဲ့ကနေပြီးတော့မှစာအုပ်တုပ်နေတယ်ကပ္ပမထင်ရှားနေတဲ့ဗလာဒီမာဗလာဒီမာပူတင်ဆိုတဲ့ရုရှားသမ္မတကိုပြုံးစီခဲ့ပီတိတွေဖြစ်စီခဲ့အဲ့တော့အဘကကြိုကြီးကမြန်မာနိုင်ငံကိုစားပြုတ်သွားတာနော် ဗမာလူမျိုးကိုသာပြီးသွားတာမဟုတ်ဘူးရခိုင်လူမျိုးကိုသာပြီးသွားတာမဟုတ်ဘူးเนาะရှမ်းကိုသာပြီးသွားတာမဟုတ်ဘူးကရင်ကိုသာပြီးသွားမှာတိုင်းရင်းသားအားလုံး135မျိုးရဲ့ကိုသာသွားပြီးတော့မှဗလာဒီမာပူတင်ဆိုတဲ့အထင်ကရနိုင်ငံရဲ့သမရကိုပြုံးစေခဲ့တာเนาะပြုံးတော်မူခဲ့တာအဲ့လိုဆိုလို့ရှိရင်တမရကာကွယ်ဦးစီးချုပ်ရဲ့အရေးချင်းတမရကာကွယ်ဦးစီးချုပ်ဦးစီးချုပ်တိုင်းရဲ့အရေးချင်းကိုပို့ပြီးတော့ပေါ်လွင်စေခဲ့တာအဲ့တော့ဘာပြောမလဲ ဗလာဒီမာပူတင်ကသူ့ဘာသူဟူရာလုံးရင်လုံးမယ်ကျွန်တော်တို့ကလည်းအာတင်နာလုံးရင်လုံးမှာပေါ့ဟုတ်တယ်မလားဗလာဒီမာပူတင်ကသူ့ဘာသူမင်္ဂလာပါလို့ပြောရင်ပြောမယ်ကျွန်တော်တို့အကာကြောက်ကြီးကလည်းမင်္ဂလာပါလို့ဗမာလိုပဲပြောမှာပေါ့နိုင်ငံကောင်းဆောင်တယောက်ကနိုင်ငံတကာစကားအဆုံးတက်เสียမလို့အဲ့ဒီနိုင်ငံတကာနိုင်ငံတကာရဲ့နိုင်ငံတကာကိုအထင်ကြီးပြီးတော့ကိုကိုတိုင်းမစူးစမ်းကိုကိုတိုင်းကဒီခြေရာတွေကမထွက်ဖဲနဲ့အင်္ဂလိပ်စကားပြောတတ်တဲ့လူအထင်ကြီး တရုတ်စကားပြောတဲ့အထင်ကြီးတဲ့တချို့တော့ကျွန်တော်တို့ဗမာလူမျိုးတွေရှိတယ်နိုင်ငံကိုကိုးစားပြုလားကိုးနိုင်ငံရဲ့အလံကိုကိုးစားပြုလားကိုးနိုင်ငံတော်တချင်းကိုကိုးစားပြုလားတော့မှမသိဘဲနဲ့ဟမ်ဘယ်လိုလူမျိုးတွေလို့အခုတစ်ချိန်ကဦးမေရောင်လိုင်းကဘုဇောဦးမေရောင်လိုင်းကိုသမရပူတင်ကလိုလိုလားလားကိုနော်ဖလဲတကင်းကိုနှုတ်ဆက်တာအဲ့ဒီရဲ့နှုတ်ဆက်နောက်မှာတော်တော်ကာကွယ်ဦးစီးချုပ်ဘလောက်တော့စူးစမ်းထားလဲဆိုတာဘာမှမမြင်ကြဘူး သူပြောခဲ့တယ်တိုင်းပြည်ဒီလိုဖြစ်နေတာတရင်ကပါတဲ့တကယ်ပဲတရင်ကပဲနော်အကြမ်းဖက်နဲ့နဲ့ကောင်းတဲ့သဘောဘာမှလုပ်လို့မရတော့ဘူးဒီတိုင်းပြည်ဒီတဲ့ပြက်စီးနေတာအကြောင်းကိုမရှိတော့တာငင်းကြတော့ငင်းကြမှုအတွေ့ဆောင်လာမှာပေါ့ဗျာဟုတ်မှန်းဆိုပြီးတော့မှခဏအုပ်ွားဟဲ့ထားဆိုလက်တော့မရှိဘူးလေဟလာလူကြီးဗျသူလဲကျွန်တော်ပြောတယ်ဖန်ဆင်းရှင်မဟုတ်ဘူးသူလဲလုပ်နေရတာလေအများကြီးတန်းကျိုးပြည်ပြည်အလုပ်တွေအပတ်ပတ်ရှူတော့မျိုးစုံဝါးတွေဒီလိုဖျက်သီးဝင်တဲ့ဆုပ်ဝင်တဲ့ပက်ဝင်တဲ့ရုပ်မာတွေတိုင်းပြည်ထဲမှာအများကြီး အဲ့ဒီຢာတွေအားလုံးကိုမပြတ်မယွင်းနဲ့ထင်းချောင်းတာအလို့ကိုကြီးခင်ဗျာဟုတ်ရတယ်ကိုကြီးခင်ဗျာဟုတ်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 ကိုကြီးဟုတ်အခုကကိုကြီးခင်ဗျာလေးရတယ်ဟိုမှာဖြစ်တော့ဘူးအဲတစ်တော့မှာကွာဖြစ်မှာပဲတစ်တော့ကျွန်တော်တစ်တော့လိုက်လွှင့်လို့ရသွားပြီဒီလားကိုကြီးအဲ့အာပြီးမှနီလေးကိုကြီးအေးဆေးပြောမယ်အခုကတစ်တော့ဟို YouTube လိုက်လွှင့်နေတယ်ကိုကြီးခင်ဗျာ ဟုတ်တွေ့မှာကိုကြီးအေးဆေးပြောမယ်နော်ကိုကြီးဟုတ်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 ဒါပဲနော်ကိုကြီးကဆိုင်းစီအမောင်ကြီးကျမ်းပါမောင်ကြီးကျမ်းကဏ္ဍလေးနေရှိပါတယ်ပေါ့နော်ရှိတယ်ကျွန်တော်ပြမယ်ပေါ့နော်အခုကဏ္ဍလေးအဲအဲ့တော့တိုင်းပြည်တပြည်ကိုတိစောက်ဖို့ဆိုတာကပြည်သူလူထုကလည်းလိုက်ပါပါဝင်ဆောင်ရွက်ဖို့လိုတယ်ကျွန်တော်အများအားပြောတယ်အဲ့ဒါကတိုင်းပြည်တပြည်ကောင်းဖို့အတွက်ကိုကျွန်တော်တို့လူပေါ့နော်လူတွေပြောရဲဆိုရဲတဲ့တတိရှိတဲ့လူတွေအခုကျွန်တော်တို့ပြောမယ်ဗျာဝန်တန်းစုပ်ဝန်တန်းရုပ်တွေ အဂရီကိုအတင်းကိုအဂရီကလွဲပြီးဘာမှမသိတော့တဲ့ဝန်ထမ်းတွေအများကြီးရှိတယ်။ဒီလိုဝန်ထမ်းတွေကိုကျွန်တော်တို့လူမျိုး10ယောက်15ယောက်လောက်ကပေါ်ဆောင်ပေးနေဝန်ထမ်းတွေလည်းအဲ့လိုတွေမလုပ်ရတော့ဘူးလေ။အပြည်သူလူထုကလည်းကျွန်တော်လာပြောလာပြောရင်အကမဲ့ကတော့မှန်လို့လားကျွန်တော်ကြည့်မှာပေါ့။အာကျွန်တော်တို့ဆိုင်ကမော်တော်ဘီကဖမ်းနေဖမ်းဘာဖြစ်လို့ဖမ်းတာလဲ။အုတ်တော့မဆောင်လို့တောင်းတောင်းနေနေသေးတယ်လို့ပြလိုက်နေသေးတယ်နော်ပေးအဲကျွန်တော်တို့အဲ့လိုမျက်နှာတရပြောမယ်လူတွေနော်အဲ့တော့နိုင်ငံကောင်းဆောင်တယောက်က ဒီလောက်ဒီပေါ့နော်တိုင်းပြည်ဒီလောက်ဒီအလုံးစုံပြတ်သုံးရေးကိုအကုန်လုံးဝိုင်းဝန်းပြီးတော့မှအဖက်ဖက်ကနေဖုန်းနဲ့တိုက်ခိုက်နေတာနော်နိုင်ငံကောင်းဆောင်ကိုဒီတက်မတော်ကိုတိုက်ခိုက်တာရလားရလားဟမ်ဝါလဲပါတယ် A လဲပါတယ် MND လဲပါ TNN ပါ KNY ပါတယ် KYA ပါတယ် CD ရဲ့ချင်းပြည်ပါတယ် KND ရဲ့ပါတယ်ဟမ် PD ရဲ့ဗမာတွေကနေပေါက်ွားခဲ့တယ် ်ဗမာလူမျိုးကတော့မြန်မာနိုင်ငံသားဗမာလူမျိုးတွေပေါက်သွားခဲ့တယ်။နော်နယ်လက်ပိတ်လုံးချီပရင်းလေးတွေကလေးတွေဘာမှမသိဘူး။အဲကလေးတွေအပြည့်မရှိဘူး။မြောက်ဝေးတာအဲမင်းကိုနိုင်လို့အဲလင်းလင်းတို့ချစ်တူဝေးတို့နော်ဒူမင်းတို့ပြည်ဒီဦးတို့အိနာကျော်စင်တို့အဲရုပ်ရှင်နုပညာအတိုင်းဝိုင်းတော်တော်များတယ်။နော်အမှန်တရားကိုသိတဲ့အနုပညာတိုင်းဝိုင်းဒီဘက်မှာရှားတယ်လက်ချိုးရီလို့ရတယ်။နော်ရန်အောင်လို့ရဲအောင်ဒါတော့မှသူတို့အောင်သိမလွတ်ခဲ့သေးဘူး။နော်လွတ်တာမာကြီးဆိုးတို့မာကြီးဆိုးတို့အဖေနာမည်လဲကျွန်တော်အကုန်သိတယ်ကျွန်တော်အမေဒီမှာရှိတယ်ပြောပြတယ်။နော်မာကြီးဆိုးတို့ဇုံးမြန်နန်တော်တို့ကိုမေးတင်တာဘူးလို့ မမေ့တင်သားဦးတို့မဇာကြီးပေါ့ဗျာတို့အဲ့လိုခေါ်ရင်တော့ဒီလိုလူတွေတော့ပဲတော့ဒိန်းအောင်လို့လူရှင်တော်မှာဆိုရင်နော်ဒိန်းအောင်လို့အမှအမှလေကျွန်တော်အဲ့လူရှင်တော်လို့ကျွန်တော်တိတ်တော့မသိဘူးဗျာကျွန်တော်ကလည်းကိုယ့်အကူနေတာဆိုတော့နော်ဟိုဘက်မှာဖြစ်သွားတဲ့လူတွေအကုန်လုံးကတိုင်းပြည်ကိုဖျက်ဆီးပြစ်တာနော်အဲ့တော့ကြတော့ဒီလောက်တိထိုးနဲ့တိုက်ခိုက်တဲ့ဘောင်းမြောက်များစွာပြည်သူလူထုကပဲနေပိနေကြောင်းနေလို့လက်ပိနေလို့လက်သုံးချောင်းလည်းတိုက်တယ်အကြမ်းဖက်တဲ့ကောင်ကောင်းချမ်းတို့တပုံကလည်းအားလုံးခွန်အားအောင်ရက်ကုန်တက်ကုန်ဝင်ပြီးတော့တိုက်တာ နော်ဒီဝင်ထမ်းထဲမှာရှိတဲ့ဖယဲသီးတွေရာလဲနော်တိတ်တဆိတ်နဲ့တိတ်တဆိတ်လူသက်သမားအနေနဲ့တပ်မတော်ရဲ့တရေတွေတက်တုတ်တက်လုတ်တက်တီတွေအကုန်ပေးပြီးတိုက်တာဟောကျောင်းဆရာမတွေကဖယဲသီးရာလဲတိုက်တယ်နော်စေပညာရေးကပညာရေးတော့တို့ဒီရမီရထားတို့ EBC တို့ဒီကာညာနာတို့လောက်ဝကတို့ကဖယဲသီးရာလဲအပတ်ပတ်ကနေတိုက်ပြီးအကုန်ဝိုင်းတိုက်တာဘာဖြစ်လဲ စစ်ဘေးကလေးလုံးလောက်နေအမေရောတကယ်မြန်လို့တဲ့တိုင်းပြည်နဲ့နိုင်ငံလူမျိုးနဲ့ဘာသာသာသနာကိုချစ်တဲ့လူတွေအားလုံးကကျွန်တော်အပါဝင်ပခုံးကိုထမ်းပြီးတော့မှထမ်းပြီးတော့ကာကွယ်ခဲ့ကြတာတိုက်လို့ရမေ့ကြည့်ကြလို့ပါဟမ်ကိုနိုင်ငံကိုလူမျိုးအတွက်ဆိုရင်ဒီလိုပူပေါင်းပြီးတော့မှကိုနိုင်ငံမပြည့်စည်ရေးကိုလူမျိုးနိုင်ငံတကာမှာမမမမနဲ့ ငါတိုင်းပြည်ငါနိုင်ငံငါလူမျိုးဆိုတဲ့ဂုံတရားကိုဂုံတိတ်ကတရားနဲ့ရှင်းတန်နိုင်ဖို့အတွက်ကိုဒီနိုင်ငံမပြည့်စည်မပြောက်သွားဖို့အတွက်ကိုရဲရဲဝင့်ဝင့်နဲ့ကြာရနေရကနေဥဒ္ဒေသတဲ့တော်နဲ့တာဝန်ထမ်းဆောင်ရဲတဲ့မြန်မာနိုင်ငံသားတွေအများကြီးလိုအပ်တယ်ဒါပေမဲ့အဲ့လိုရှားပါတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအဲ့ဒီတည်းမှာအကုန်မစိုးလို့နော်ရှေ့မှာပြောသွားတာပါပြီးပြီ ဖဲသေးမပါဘူးတိုင်းပြည်တစ္ဆောက်တွေမပါဘူးဝန်ထမ်းရောဝန်ထမ်းစုပ်တွေမပါဘူးအနာရှိရင်ဆက်အဲ့ဒီအနာချက်အောင်ကျွန်တော်အရက်ပြန်လောင်းပေးနေတာအဲ့လိုလူတွေလောက်နဲ့ခမားတို့တိုင်းပြည်တော့စစ်တဲ့ကိုထောက်ခံတာဘောမှာပဲရှိပါတယ်စစ်တဲ့အတိုင်းပဲရှိပါတယ်ဟုတ်နော်အဲ့လိုလူတွေကအဲ့အင်အားလေးနဲ့ဒီနေ့ဒီနိုင်ငံဒီတိုင်းပြည်မပြည့်စည်အောင်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကဘလောက်ထိစပြင်းလဲဆိုတာကိုရုရှားမှာတရားဝင်တက်တည်ပြလိုက်တာ သူဒီလက်နဲ့ငင်းချမ်းရေးဆိုရင်ငင်းချမ်းရေးပဲလူသားရဲ့ခေါင်းဆောင်ဆိုတာကိုဖျားခေါ်ထားတဲ့အညီအဲ့ဒီစာအုပ်နဲ့တွားပြီးတက်တည်ပြလိုက်တာအဲ့ဒါကာကြုတ်ကြီးလို့ခေါ်တယ်နော်ကာကြုတ်ကြီးလို့ခေါ်တယ်အဲ့တော့တမရော်ဒီအမျိုးသားရေးကိုဘယ်တော့မှတစ္ဆာမဖောက်ပြည်တော်စုမပြောခွဲရေးတိုင်းရင်းသားကြီးလုံးညီညီမပြောခွဲရေးအချို့အချာအာဏာတည်တန်းခိုင်မြဲရေးဆိုတဲ့ဒုတာဝန်အရေးသုံးပါးကို လက်တွေ့လက်ဘူးလက်ကြောက်ကိုတက်တည်သွားပြပလိုက်တာဘာပဲပြောပြောတက်မတော်ကာကွယ်ဦးစီးချုပ်ကနေပြီးတော့မှနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်နေပြီမဲ့တက်မတော်ကိုကိုသားပြုတယ်လို့ခေါ်တယ်နော်နိုင်ငံတကာအဆင့်မရှိတဲ့အကြံဖက်လက်နိုင်ငံတောင်းကျမ်းသူတပုံကိုစစ်တင်ရ၄သိန်းလောက်နဲ့မင်းတို့တိန်မင်းတို့တိန်တဲ့မြို့ပဲနေမြို့လေအခုပမာတော့အခုနောက်ချိုးပြန်ရတော့မယ်လာပြီစပြီဇလန်အုံးဒီယောမကလာမှရောက်နေပြီ ။တပြေပြေမင်းတို့အသေးကာလနာထိုင်အသေးထွက်အသေးမင်းတို့ကျင်ရှင်ထွက်မိုးကုတ်ပြေမိုးကုတ်ပါလိုက်ဝုံးမှာကွာ။မင်းတို့မိုးကုတ်ကိုလည်းကိုပိတ်ထားတာနော်။မင်းတို့အဲ့ဒီလူတွေသွားနေတာလွားနေလို့လာလို့ရတယ် PDA ကနေပါတယ်ပါတယ်။မင်းတို့ကတော့ပြည်သူတူတူရွေးမထင်နဲ့။တမရဝါနေတိတ်တဆိတ်ထောက်လိုင်းကြီးတွေအများကြီးအိမ်မှာရှိနေတာ။ဟဲ့လား။မင်းတို့မိုးကုတ်မှာဘာတွေလုပ်နေတယ်လို့ကိုယ်ကိုင်မှာဘာတွေလုပ်နေတယ်လို့ကိုယ်ကိုင်ပြန်ကြားရေးတော့မှအခုဖြစ်ပြီလေကိုယ်ကိုင်မှာ KIA နဲ့ DNA နဲ့တိုက်ပွဲဖြစ်တော့မယ် ဖြစ်တော့ဖြစ်နေပြီလားမသိဘူးဟမ်အင်အား300လောက်တဲ့ဒီနေ့ KNN တွေကနေပြီးတော့မှ KYN နဲ့တိုက်ဖို့တဲ့ဒီနေ့ညနေမမင်းတို့တရင်နေတနင်္ဂနွေလုံးတရင်နေငါတို့စီရောက်တယ်မဟွဖတ်ပြမယ်နော်ကိုဘုံရေးတဲ့ကိုကန်ပြညာရေးယုံအနည်းတွင် KYN နဲ့ DNA နဲ့နှစ်ဖွဲ့ပေါင်း300ကျော်တဲ့ယခုတိုက်ပွဲဖြစ်တော့မယ်ဖြစ်ကြောင်း နေပြည်တော်မှာတင်ပေးဖို့လာတယ်တဲ့အဲ့အတွက်ဆောင်ရွက်နိုင်ရင်တင်ပြခြင်းဖြစ်ပါတယ်အချိန်ကာကောင်းပါတဲ့နော်တီအန်အန်နေနဲ့တရားရင်နဲ့ချတော်မှာနေမီလူပြီးဒီတီအန်အန်တွေကအကြမ်းမတ်နဲ့နဲ့ကောင်းတဲ့သူကအကုန်လိုက်လို့ပါစောင့်ကြည့်ကောင်းတဲ့ကောင်မဝဲကောင်းနော်ဗီဒီယိုတွေကဗီဒီယိုတွေနဲ့ကားတွေနဲ့ခြေချုပ်ခြေချုပ်နေပြီလို့သိရတယ်သတင်းပေးပို့ထားတယ်။ရောင်ရွာလေးကုန်းကဒါရောက်ကျွန်တော်ပြောအောင်ဒါခဏဒါဒါတွေကကျွန်တော်အောက်ကပို့တဲ့သတင်းတွေ။ တယ်လို့အများကြီးပဲပေါ့နော်နောက်တစ်ခုကခဏလေးပေါ့